။မင်းနှဖုံးလေးကိုပီယူနာလို့နာမည်ပေးထားတယ်။ဒီပီယူနာရဲ့နောက်ကမျက်နှာကဘသူဖြစ်မလဲဆိုတော့ရအောင်ပို့ပေါ်ကြည့်တော့။ရတယ်ရတယ်။အဲ့ဒီဖြေကိုရဖို့လည်းတို့ကစူးစမ်းနေတယ်။တကယ်တော့ဖီယိုနာလေးက cherry ace ဆိုရတို့ပါပဲ။မင်းတို့က cherry ကိုမတွေ့လို့မလား။မင်းတည့်ရတာလည်းမမေးပါနဲ့ကွာ။ဘာရှင်ကိုပလောင်ဆူစီကသူတယောက်ပဲရှိတယ်ပေါ့။ ်လေးမှာသင်ချက်ကပျော်ရွှင်နိုင်စေတောင်းဆိုပြုရပါကျွန်တော်စိတ်ကိုကျွန်တော်တည်ငြိမ်အောင်ကြိုးစားပြီးကောင်းအောင်ပြုပါမယ်ဆရာ